ပြောလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပန်ဒိုဂျာပွဲစထွက်ကြတဲ့ကြည်လိုက်သူနေထားကဂျော်ရှာဘန်ကိုရှင်ထိုးမယ်ဆော်ဆော်ပိုင်းရှင်ထိုးမယ်ဟိုပြီးတော့ကြမှာအကုန်လုံးနှစ်ယောက်စလုံးတက်လုံးကြသွားမှာဝင်လုံးမယ်ဆိုတဲ့အထားအဲ့ဒါကြောင့်မလို့သူကပွဲစကြတဲ့ဟုန်တိုင်းတိုင်းနဲ့ဝင်ကြုတ်တာဒါကပန်ဒိုဂျာရဲ့ပုံမှန်ဟို game plan လို့ပြောလို့ရပါတော့အစိုးရကဒီ Joshua Ban ကိုသူလုံးဝမရှိမှု step fight ပိုင်းလေးရှင်းထုတ်မယ်စတဲ့ပုံစံမျိုးနဲ့ကိုကျုံးလို့ကိုဒီပုံစံမျိုးဖြစ်တာပါဒီနေ့ပြောရရင်ဒါမျိုးတွေက ဟိုအဲ MMA လောကမှာအများနဲ့ဖြစ်နေကြပါဟိုဖြစ်တတ်တယ်လို့တော့မဟုတ်ပါခဏခဏဖြစ်ပါတယ်အဲ့တော့ဟိုဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ဒီအနေထားကိုပြောရရင်နံပါတ်1ပန်နိုဂျာသူ့ကနေစိတ်လော်နည်းနည်းလှုပ်ရှားတယ်အဲ့ရကြောင့်မလို့အဲ့ဒီပုံစံမျိုးဖြစ်တာဟိုအခါစားသမားတွေဆိုသိပါတယ်ကျွန်တော်တို့နည်းနည်း excited ဖြစ်တဲ့ဘွဲဆိုရင်ဟန်ချက်မညီပါတော့စိတ်နဲ့ကိုယ်နဲ့အဲ့လိုဟန်ချက်မညီတဲ့အခိုက်အတန့်မျိုးတွေ balance တွေလွဲသွားပြီးတော့ဒီလိုပုံစံမျိုးတွေဖြစ်တတ်တယ်ကျွန်တော်တို့အဲ့လိုပုံစံမျိုးပဲပြောချင်တယ်အဲ့တော့ပန်နိုဂျာကကျွန်တော်ရှေ့တော် ပြောခဲ့တဲ့အတိုင်းပဲ နောက်ဆုံး၃ပွဲမှာရင်ဆိုင်ရတဲ့ပြိုင်ဘက်နဲ့ဂျော့ရှော့ဘန်နဲ့လုံးဝမတူဂျော့ရှော့ဘန်မိုမန်တမ်ရှိတယ်၅ပွဲဆက်တိုက်နိုင်တယ်ဒါကြောင့်မလို့သူအမြင့်ကန်ချက်ဆိုတာပန်ဒိုချာလိုဖိုက်တာတယောက်ကကန်ဖို့မလွယ်ဘူးအဲ့လိုအနေထားတွေရတယ်သူကန်ပြီးတော့ဒီလိုပုံစံမျိုးဖြစ်တယ်ဆိုတော့ဒါကကန်ချက်မှာအလှည့်ပြောင်းလို့လည်းပြောလို့ရတယ်ကျွန်တော်တို့ဖိုက်တာလေးရဲ့အနေထားတစ်ခုကိုချန်ပီယံကနည်းနည်းပါးပါးမဟုတ်တော်တော်ကြီးကိုရှိန်နေလို့ဒီလိုအနေထားတွေဖြစ်တယ်လို့ပြောလို့ရတယ်ဘာပဲပြောပြောဟိုအိတ်ပေါင်းနဲ့ပဲဖားကောက်လို့ရတယ်ပြောဒုံးနဲ့ကလော်လို့ရတယ်ပြောဘလို့ရရချန်ပီယံတော့ချန်ပီယံဖြစ်လာပြီအဲ့တော့ ်ပြောချင်တဲ့အကြောင်းအရာအခုမှလာတာပေါ့နော်ကျွန်တော်တို့နိုင်ငံက UFC ချန်ပီယံမွေးထုတ်လိုက်ပြီ Joshua Ban ကမြန်မာပြည်ကနေမွေးဖွားလိုက်တဲ့ပထမဆုံး UFC fighter အခုကျတော့အဲ့ဒါတည်းတစ်ဆင့်မြင့်သွားပြီမြန်မာပြည်ကနေမွေးဖွားလိုက်တဲ့ပထမဆုံး UFC ချန်ပီယံအာရှကနေမွေးဖွားလိုက်တဲ့အာရှတစ်တိုင်လုံးကနေမွေးဖွားလိုက်တဲ့ဘယ်ယောက်ျားလေး fighter မှမလုံနိုင်ခဲ့ဘူးတဲ့ချန်ပီယံကပတ်ကို Joshua Ban က ကင်နိုင်ခဲ့ပြီဂျပန်ကဖိုက်တာတွေ UFC ချန်ပီယံကပ်စိန်ခေါ်ခဲ့ဘူးတဲ့ယူရှီယန်အွန်ကာမီတို့စိန်ခေါ်ခဲ့ဘူးတဲ့လုံးဝမအောင်မြင်ခဲ့ဘူးတောင်ကိုရီးယားဖိုက်တာကိုရီးယားဆွန်ဘူးတို့စိန်ခေါ်ခဲ့ဘူးတဲ့လုံးဝမအောင်မြင်ဘူးရော့ကမွန်နော့စိန်ခေါ်ခဲ့တဲ့ဒိဒိဒိနေဖြစ်မလာဘူးအခုတော့ကျွန်တော်အာရှကနေပထမဆုံးအမျိုးသားချန်ပီယံကိုမြန်မာပြည်ရဲ့အစင်းရဲဆုံးပြည်နယ်လို့သတ်မှတ်ထားတဲ့ချင်းပြည်နယ်ကမွေးထုတ်ပေးလိုက်ပါပြီ ဲ့တော့ဂုံယူဆရာတွေကတော့အများကြီးပဲ UFC တမိုင်းကြီးနဲ့ရှင်းပြောမယ်ဆိုရင် Joshua Ban က UFC တမိုင်းကြောင်တစ်လျှောက်လက်ရှိ Go Fighter ကြီးကျွန်ကျုံပြီးရင်ကျွန်တော် Fighter League ကဒုတိယမြောက်အသက်ငယ်ဆုံး Fighter ထပ်ပြောရရင်ဒီအသက်24နှစ်နဲ့ချန်ပီယံကပ်တိမ့်ပိုင်နိုင်တဲ့ Fighter UFC ရဲ့ဒီပြိုင်ပွဲတွေကိုနောက်ဆုံး15နှစ်ခွဲခွဲချမ်းစိတ်ဖြာကြီးလိုက်မယ်ဆိုရင်ဒီ15နှစ်အတွင်းမှာ 24နှစ်နဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်ရခဲ့တဲ့ fighter တယောက်မှမပေါ်ခဲ့ဘူးအခုကျွန်တော်တို့ fighter လေးကချန်ပီယံကပ်စင်ခေါ်ခွင့်ရရုံနဲ့မဟုတ်ဘူးချန်ပီယံဖြစ်လာပြီအဲ့တော့ဒါတွေအကုန်လုံးကစဉ်းညွှေးရမှာမဟုတ်ဒါတွေအကုန်လုံးကစဉ်းညွှေးရမှာမဟုတ်ဥက္ခဒေနာဝိုက်ကတက်တက်ကြီးကိုဂျော့ရှွာဘန်ကိုချစ်လာပါကြီးလေကြိုက်လာပါကြီးရဲ့ဆိုတဲ့ပုံစံမျိုးနဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်ပေးတာမဟုတ်ဘူးလက်ဆောင်ပေးခဲ့တာမဟုတ်ဘူးသူနဲ့ထိုက်တန်လို့ရတာ flying way တန်းမှာဒီလိုစွမ်းဆောင်ပြီးဒီလိုပုံစံမျိုးနဲ့ဒီလို short notice တွေနဲ့ဒီလိုဒီလိုပုံစံမျိုးတွေနဲ့စက်တိုက်စွမ်းဆောင်ပြခဲ့လို့ promotion ဘက်ကသူ့ကိုချန်ပီယံဘက်စိန်ခေါ်ခွင့်ပေးတာချန်ပီယံဘက်စိန်ခေါ်ခွင့်ပေးတဲ့အနေထားမှာလဲအခုချန်ပီယံဘက်ထိုးသွားတယ်ချန်ပီယံဖြစ်သွားပြီဘာမှတောင်ချွေးတောင်မထွက်လိုက်ဘူးကျွန်တော်ရှေ့တုန်းကပြောခဲ့သလိုချန်ပီယံက excited နည်းနည်းဖြစ်လွန်းတယ်အဲ့လိုအနေထားရကြောင်မို့သူ့ကိုသူ overlist ဖြစ်သွားတယ်ဒါတွေကကျွန်တော် ကျွန်တော်တော့လောလောဆယ်အနေထားမှာဘာပြောလို့ပြောမှန်းမသိဘူးတနိုင်ငံလုံးအတွက်လည်းဂုံယူတယ်တနိုင်ငံလုံးအတွက်တင်ဂုံယူတာမဟုတ်နိုင်ငံတကာရောက်နေတဲ့မြန်မာပြည်သူတွေအတွက်လည်းဂုံယူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံဆိုရင်နိုင်ငံတကာကအထင်သေးတယ်ဆင်းရဲတယ်စစ်ဖြစ်တယ်စသဖြင့်ဘာညာဘာညာကျွန်တော်အခုစိတ်ထဲမှာပေါ့နော်ဖြစ်နေတဲ့အကြောင်းအရာကကျွန်တော်တို့ပြိတ်သက်တယ်ပေါ့ခုနောက်ပိုင်းဘာဖြစ်လို့ fighter တွေကိုတက်တက်လှုပ်လာလဲဆိုတော့အဲ့ဒီအကြောင်းအရာတွေပါတယ်ကျွန်တော်တို့ fighter တွေက ဖိုက်တင်ကစားနည်းဆိုတာကတအုပ်တယောက်ချင်းကစားကြရတာအဲ့တော့တအုပ်တယောက်ချင်းကိုစားပြူတာအဲ့တော့တီးမွတ်ပုံစံမျိုးမဟုတ်တဲ့အတွက်ဒီကစားနည်းမှာတအုပ်တော်၎င်းတယောက်တော်၎င်းထူးချွန်ဖို့ကအရန်လွယ်တယ်ကိုတယောက်ထဲ professional ဆက်မယ်ကိုတယောက်ထဲကြိတ်ပြီးကြိုးစားမယ်ကိုတယောက်ထဲလမ်းကြောင်းရှာမယ်ဆိုအရန်အောင်မြင်ဖို့လွယ်တယ်အဲ့တော့ကျွန်တော်ပြည့်တဲ့တည်းကလို့နိုင်ငံကိုကိုစားပြူပြီးဒီလိုထူးချွန်တဲ့ fighter ပေါ်လာဖို့အတွက်ကယူမူမျှော်လင့်ကြတယ်တကယ်လဲဝန်းရံကြတယ်ဖိုက်တာတွေဘက်ကလည်းအခု Joshua Van တို့ဆိုရင်ကြိုးစားတော့တကယ်တကယ်အောင်မြင်သွားပြီး ဆင်မြင့်ထက်ထီရောက်သွားပြီကမ္ဘာဆင်မြင့်ထက်ထီဒီကမ္ဘာလုံးကလည်းတိတ်သွားအဲ့တော့ကျွန်တော်လိုချင်တာကကျွန်တော်နိုင်ငံပါလဲကျွန်တော်နိုင်ငံတို့လိုအရေးသွေးပြည့်တဲ့လူငယ်တွေမွေးထုတ်ပေးနိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီကမ္ဘာလုံးကလက်ခံစေချင်တာအဲ့တော့ဒီနေ့တော့ကတော့ခွန်ယူဆရာတွေကအများကြီးပဲကျွန်တော်က data အချက်လက်တမှာဆိုတော့ data အချက်လက်တွေပဲထပ်ပြောချင်တယ်လက်ရှိကမ္ဘာပေါ်မှာအကောင်းဆုံး promotion လို့ခေါ်ယူမယ်ဆိုရင် promotion နှစ်ခုကိုပဲဆွဲထုတ်ရမယ်။နံပါတ်1ကလက်ရှိကျွန်တော်တို့နဲ့အနီးကပ်ဆုံးမှာရှိနေတဲ့1 championship နောက်တစ်ခုကတော့ ိုးဟိုးထိတ်ဆုံးအဝေးကြီးမှာပြိုင်ဘက်ကင်းရက်နေနေတဲ့ UFC အဲ့တော့ UFC နဲ့ One Championship မှာ Champion တွေမွေးထုတ်ပေးနိုင်တဲ့ Fighter အဲ့လိုနိုင်ငံမျိုးဆိုတာတော်ကိုရှားပါတယ်ကျွန်တော်အမှန်မမှားဘူးဆိုရင်လက်ရှိမှာ UFC မှာလည်း Champion မွေးထုတ်ပေးနိုင်တဲ့နိုင်ငံ One Championship မှာလည်း Champion တွေမွေးထုတ်ပေးနိုင်တဲ့နိုင်ငံဆိုလို့အာရှနိုင်ငံတွေကဆိုလို့တရုတ်တနိုင်ငံတွေရှိသေးတယ်ကျွန်တော်မြန်မာနိုင်ငံကတော့အဲ့လို promotion မျိုးမှာတရုတ်ပြီးရင်နောက်ထပ်ဒုတိယမြောက်နိုင်ငံအဖြစ် ကဘာကျော် promotion ခုမှ champion နေမွေးထုတ်ပေးလိုက်ပါပြီ။ online ဆန်းက one championship မှာပထမဆုံးမြန်မာ fighter champion ဖြစ်လာတယ်။ Joshua Ban က UFC မှာပထမဆုံးမြန်မာ fighter champion ဖြစ်လာတယ်။ဘယ်လောက်ထိကြုံယူဖို့ကောင်းလိုက်လဲ။ online ဆန်းကစိတ်ကြီးရပီပီလမ်းဖောက်သွားတယ်။နောက်ကနေသူ့နောက်ကနေလျှောက်လာတဲ့ fighter လေးတွေကသူ့ကိုအားချပြီးတော့ကြိုးစားကြတယ်။ပေါ်ပေါက်လာတယ်၊ဖြစ်ထွန်းလာတယ်။အခု Joshua Ban ထပ်ပြီးအောင်မြင်မြင်မီနောက်ထပ်ပေါ်လာအောင်ပါပဲ။နောက်ထပ် ဒီလို fighter တွေထပ်ပြီးပေါ်လာဥမှာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အသွေးအသားထဲမှာဒီလိုစိတ်တက်တွေကိန်းအောင်သွားပြီဒါကမျိုးစိတ်ချတာလို့ခေါ်တယ်တနည်းအားဖြင့်လမ်းကြောင်းအစ်စ်ဖောက်တဲ့နေရာမှာရှေ့ကနေဖောက်ကြတဲ့သူတွေကလမ်းမှန်တယ်စေနာမှန်တယ်စိတ်ထားမှန်တယ်အဲ့တော့နောက်ထပ်မျိုးဆက်အစ်စ်တွေလည်းပေါ်ဥမှာပဲဒါကြောင့်မလို့ပြည်သက်တွေကမြန်မာ fighter တွေဆိုတဲ့တဲ့လှုပ်တာကျွန်တော်ဆိုရင်နိုင်ငံတကာကမီဒီယာသမားအနေနဲ့တွေ့တဲ့အချိန်မှာခဏခဏအမေးခံတယ်ဘာဖြစ်လို့မြန်မာ fighter တွေကိုမြန်မာ fan တွေကတဲ့တဲ့လှုပ်တာလဲအဲ့တော့ကသူတို့အမြင်က ကျွန်တော်သိတယ်ကျွန်တော်အများကြီးတော့သူတို့တော့ဆက်မမေးလို့ပေါ့သူတို့အမြင်ကမင်းတို့မြန်မာတွေမှာဒီလိုမှအားပေးစရာမရှိရင်ကျန်တဲ့လူအားပေးစရာမရှိဘူးငါတို့က fighter တွေများကြတယ်အဲ့လိုအားမေးသူတို့အဲ့လိုပြောကြတဲ့အထားဒါပေမဲ့ကျွန်တော်တခွန်းတော့ပြောခဲ့ပါတယ်ငါတို့ fighter တွေရာလို့ငါတို့ပြည်သက်တွေလည်းချစ်တယ် professional လဲဆန်တယ်တကယ်လဲစ조사ကြတယ်လို့သူ talent ပါတီဖြစ်တယ်မပါတီဖြစ်တယ်အကုန်လုံး조사ကြတယ်အခုတော့ကျွန်တော်စကားမှန်တယ်ဆိုတော့အကြောင်းသက်သေးထူလိုက်ပြောတာအာရှနိုင်ငံတွေကျွန်တော်ပတ်ပတ်လည်နိုင်ငံတွေကြားထဲမှာကျွန်တော်လို့ချန်ပီယံမွေးထုတ်ပြီးနိုင်တဲ့နိုင်ငံနိုင်ငံမှမရှိဘူး ဘေးနိုင်ငံတွေကျွန်တော်တို့လည်းအကုန်ချမ်းသာတယ်လူရေပေါ်များတယ်လူသားအရင်းမြစ်ပေါ်များတယ်နောက်ဆုံးအခြေခံအစအုပ်ဂျင်တွေအများကြီးအများကြီးစုံတယ်တို့တော့ကျွန်တော်တို့လိုချမ်းမြေမွေးထုတ်ပေးနိုင်တဲ့အနေအထားမရှိဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ပြည်တက်နေကြကျွန်တော်တို့ကြိုးစားတဲ့ fighter တွေရဲ့စိတ်တက်ခံယူတဲ့ချက်တွေကြောင့်ပြည်တက်ကဒလဝေးရံပြီဆိုရင် fighter ကလည်းပြည်တက်ရဲ့မျက်နှာကိုအမြဲတမ်းကြည့်ပြီးကြိုးစားကြတာခွန်အားတွေပြုရတာအဲ့တော့အဲ့တော့လက်ရှိအခြေအနေကောင်းတွေကိုဆက်ပြီးထိန်းထားချရအောင်ကျွန်တော်တို့အနေနဲ့ ဟိုးတော့ငါဟိုးတော့ငါကလည်းပြောခဲ့တယ်လူသားအရင်မြဖွံ့ဖြိုးခြင်းနဲ့ဆိုရင်ကျွန်တော်နိုင်ငံကနေတက်လို့လူခဲ့လူသားအရင်မြအဆက်မှန်နေဖွံ့ဖြိုးခြင်းနဲ့ဆိုရင်ဆရာဝန်ကြီးတွေမွေးထုတ်ပေးလို့မရဘူးဒေါက်တာတွေကြီးတွေမွေးထုတ်ပေးလို့မရဘူးအင်ဂျင်နီယာတွေကြီးတွေမွေးထုတ်ပေးလို့မရဘူးဒါလို့ကျွန်တော်တို့လက်ဝိတ်ခေါင်းနဲ့ဆွဲနေတဲ့အများအားဆွဲနေတဲ့နိုင်ငံက fighter တွေလည်းအများအားမွေးထုတ်တယ်အဲ့တော့ပြည်သက်တွေလည်းဆက်ပြီးယူသွဲကြအောင်ဂျော့ရှွာဘန်ဆိုလည်းဒီနေ့အောင်ပွဲခံသွားတယ်သူ့ရဲ့အမေတွေသူ့ရဲ့နေပြတွေသူ့ရဲ့ မန်နေဂျာတွေအကုန်လုံးအောင်ပွဲခံသွားတယ်။ကိုအောင်လာလည်းသွားပြီးဝင်ရတယ်။ဘလောက်ထိပြည့်ပြည့်စုံတဲ့အခိုက်အတန့်လဲကျွန်တော်တို့နိုင်ငံအတွက်ဘလောက်ထိပြည့်ပြည့်စုံတဲ့အခိုက်အတန့်လဲ။ကန်နွန်ဖိုက်တာကြီးရဲ့ဘေးရနေဝင်ရတဲ့တက်လူချန်ပီယံလေးကချန်ပီယံကပ်ကိုင်မြောက်ပြသွားတယ်။ကပ်အလယ်မှာမြန်မာမြန်မာတွေဂုံရအောင်မြန်မာမြန်မာဆိုတဲ့အကြောင်းဇက်တိုက်ပြောပြသွားတယ်။ဒီနေ့ကတနိုင်ငံလုံးအတွက်သမိုင်းတော်နဲ့နေဂျော့ရှော်မန်တို့မိသားစုတည်းမဟုတ်ကျွန်တော်တို့တနိုင်ငံလုံးအတွက်တနိုင်ငံလုံးလို့ပြောလိုက်မြန်မာနိုင်ငံပဲကွက်ပြီးဖြစ်နေမယ်။ကမ္ဘာအရရက်ကမြန်မာရောက်နေတဲ့မြန်မာတွေအကုန်လုံးအတွက် ုံယူစရာကောင်းတဲ့နေ့သမိုင်းတွန်တဲ့နေ့ကျွန်တော်တို့တမျိုးသားလုံးကဘာရဲ့ရဲ့ရောက်နေတဲ့တမျိုးသားလုံးဂုံယူရမယ်နေ့ငါတို့နိုင်ငံကဒီနေ့ UFC မှာချန်ပီယံမွေးထုတ်ပေးလိုက်တဲ့နေ့ငါတို့ရဲ့ဆင်းရဲတဲ့နိုင်ငံကဘယ်ကလာလဲဆိုရင် UFC ချန်ပီယံဂျိုရှွာဘန်ရဲ့နိုင်ငံလို့ပြောတယ်တကဘာလုံးသိသွားတယ်နေ့အဲ့တော့ဒီကနေ့ကျွန်တော်မနေ့အစိုးကရေးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့နော်လာဆို3ရက်နေ့တနင်္ဂနွေနေ့ဟာမြမသမိုင်းမှာထူးခြားတဲ့နေ့တစ်နေ့ ကမ္ဘာပေါ်ကအကောင်းဆုံး promotion ဖြစ်တဲ့ UFC မှာမြန်မာပြည်ပွား champion တယောက်ပေါ်ထွက်လာတဲ့နေ့အဲ့ဒီနေ့ကိုစောက်